ခေတ်တစ်နှစ်တည်းကိုကျွန်တော်ထူထောင်ဖို့ကျွန်တော်တို့လှုပ်ဆောင်တဲ့အချိန်မှာကျွန်တော်လူငယ်တွေအခမ်းအနားတွေအရင်ရေးကြည့်တယ်ဒီအာဒီတော်လန်ရေးအရွတ်တစ်ခုကိုသွားနိုင်ဖို့ကလူငယ်တွေဒီအားနဲ့အင်းနဲ့ဒုနဲ့ဒဲနဲ့နဲ့ပြီးကျွန်တော်ခံယူချက်ပြင်းပြင်းနဲ့ကျွန်တော်လှုပ်ဆောင်မှသာလေကျွန်တော်ဒီတော်လန်ရေးကလည်းမြင်မြအောင်မှာဖြစ်တယ်ပေါ့နော် ကျွန်တော်တို့ဒီ K1 ကိုစတင်ဖွဲ့စည်းရတော့ကျွန်တော်တို့ဒါဒုတိယအကြိမ်ပေါ့နော်ဒါဟိုပြန်လည်မွေးဖွားတာကြီးဒီနေ့နဲ့ဆိုပြီးပေါ့နော်36နှစ်ပြည့်ပေါ့နော်ကျွန်တော် K1 ကိုဒီအအထူးဖြစ်ကျွန်တော်တို့ဒီအ K1 ဝင်တဲ့တစ်ဆင့်ကျွန်တော်တို့ဒီ KNU ကိုပြန်ပြီးမှတာဝန်ထမ်းဆောင်ရတဲ့ကျွန်တော်တို့အဓိကပြောဟို music လို့လည်းကျွန်တော်ပြောလို့မမားပါဘောเนาะဆိုတော့ကျွန်တော် K1 ဝင်နေကျွန်တော်တို့ KNU ပြန်ထမ်းဆောင်နေတဖြားအာကျွန်တော်တို့ဒီစိတ်ဝင်စားတဲ့တပိုင်းဆိုင်ရာတွေ ်ခုနပြောလို့ဒီရဲဌာနတွေခြားတော်ဌာနဆိုင်ရာတွေမှာပြင်ပြီးမှပဲတာဝန်ဖြတ်ထားဆောင်တယ်ဥပမာဖြစ်ကျွန်တော်တို့ KNU မှာဆိုဌာနဆက်နှစ် ခုရှိတယ်ဗောနော်အသက်ဆိုင်ရာဌာနအလိုက်မှာကျွန်တော်တို့သူအသက်ဆိုင်ရာစိတ်ဝင်စားမှုရှိတဲ့အပိုင်းမှာကျွန်တော်တို့ပြန်ပြီးလှုပ်ဆောင်ရတာရှိမှာလို့ဆိုအောင်မြင်မှုလို့ပြောရင်တော့ကျွန်တော်တို့အဲတော်လိုင်းရင်းမအောင်မြင်ခြင်းတော့ကျွန်တော်တို့အောင်အောင်မြင်မှုလို့တော့ကျွန်တော်တို့မတက်မတ်ဒီပေါ့နော်ကျွန်တော်တို့အောင်မြင်မှုလို့ကျွန်တော်တို့ တမတ်တမတ်တာကျွန်တော်တို့ကင်လူမျိုးတွေကိုပိုင်ပြတိုင်းခွင့်ကိုကြောင်မိုင်ကိုပိုင်ထိခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရှိတဲ့အခြေအနေမျိုးမှာမှတ်သားလင်းကျွန်တော်တို့ဒီအောက်ကျွန်တော်တို့အောင်မြင်တယ်လို့ပဲကျွန်တော်တို့ကတော့တမတ်ပါဗောနော်ဒီနေ့အာဒီဘောနော်သောတာချနဲ့ကာလာထဲမှာရော K1O အနေနဲ့ကြုံတွေ့ခဲ့ရတဲ့အဓိကစင်ခုံမှုတွေရောပါတယ်ဖြစ်နေလူအရင်မြစ်ဗောနော်လူငယ်ရင်းမြစ်တယ်အရန်အားနေတယ်ကျွန်တော်တို့ KYO မှာဗောနော်ကျွန်တော် KYO မှာအာဟိုရှင်းပြောရင်တော့ အာလာစာမပေးနိုင်ဘောနော်အဲတကယ်တော်လိုင်းရေးကိုပစ်ထားတဲ့တော်လိုင်းရေးကိုအခြေခံတဲ့လူငယ်အစုဖွဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့အာအမျိုးဟိုခြားတော့ဖွဲ့စည်းတဲ့မျိုးလို့လာစာမပေးနိုင်ဘူးခုနပြောတော့ကျွန်တော်တို့ဒီတော်လိုင်းရေးကျွေးတဲ့ဟာတွေကျွန်တော်တို့စာအော်ခုနကပြော mixing can you see ရုံပေးတဲ့ခုနကပေါ့နော်ထောက်ပံ့တာတွေကျွန်တော်တို့ဒီရက်တီမိမှာပဲကျွန်တော်တို့ခုနကပြောလို့အဲဒါကိုလောက်တယ်ပေါ့နော် ဆိုတော့ရက်တီတော့လှုပ်ဆောင်တဲ့လူငယ်ဖွဲ့စည်းဖြစ်တဲ့ပုံမှာတော့ခုနပြောလို့စိန်ခေါ်မှုအခက်အခဲတွေအများရှိတယ်အဓိကတော့လူငယ်ရင်မြစ်တွေရဲ့နောက်တစ်ခုကခုနပြောလို့ပဲပညာရှင်ပညာတတ်တွေရဲ့ပတ်ဝန်းမှုအအပတ်ဝန်းမှုတွေအရန်နေတယ်ပေါ့နော်ဆိုတော့ဒါဒီလက်ကျွန်တော်တို့ခုနပြောလို့ပဲတော်လိုင်းရဲ့အရွက်တစ်ခုသားဖို့အတွက်ကျွန်တော်တို့ကျွန်တော်တို့မြင်လာတော့စိန်ခေါ်မှုအခက်အခဲပဲဖြစ်တယ်ပေါ့နော်ဒီပုံမှာတော့အဒါကလည်းအနေနဲ့ ကျွန်တော်ကြုံတွေ့နေရတဲ့အရာပါပဲဒါပေမဲ့ဒီအခက်အခဲတွေကိုတော့ပုံစံမျိုးစုံနဲ့တော့ကျွန်တော်တို့ဒီမှာအာကွန်ကရစ်ကယူချတဲ့ခေါင်းဆောင်တွေကတော့သူတွေနဲ့သူတို့နီတူတို့ဟာနဲ့သူတို့ပုံစံမျိုးစုံနဲ့တော့သူတို့ကတော့ဒီစိန်ခေါ်မှုအခက်အခဲတွေတော့ကြော်လွားနေတာတော့ကျွန်တော်မြင်တယ်ပေါ့နော်အခုတည်းကျွန်တော်တို့လည်းလက်ထက်ရှိတယ်ရှိတဲ့အခြေအနေမျိုးပေါ်မှာပဲကျွန်တော်တို့ကတော့ရှိနေတဲ့ပကတိအခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကတော့အာအကောင်းဆုံးကျွန်တော်တို့အာဒီစိန်ခေါ်မှုအခက်အခဲတွေကိုကျွန်တော်တို့အာ လှုပ်ဆောင်ပြီးကြော်လွားလာဖို့တော့ဒီလိုပဲကျွန်တော်တို့ကတော့စဉ်းစားရမှာပဲလေနော်ဟုတ်အာနာဒိုင်းပြီးတော့ထွက်ပေါ်လာတဲ့ဒီမြန်မာနိုင်ငံကြီးအပြောင်းလဲခင်ကျက်တက်မှာပေါ့နော်ဒီကရင်အမျိုးသားနိုင်ငံကြီးရဲ့ဤမှန်ချက်ကို ရောက်နိုင်ဖို့ပေါ့နော်ဒီကရင်လူငယ်တွေရဲ့အခမ်းကဏ္ဍကောဘလောက်ထိအပြည့်ပါနေလဲပေါ့နော်ဟုတ်ဆိုတော့ဒီနေ့အဲမြန်မာမြန်မာ နိုင်ငံရဲ့ခြေအနေပေါ့နော်ဆိုတော့ကျွန်တော်ပြောဒီအနာဒီနိုင်ငံရဲ့အနာသိမ့်မှုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါအဲ၃ချိန်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်အဲအနသိမ်းမှုနဲ့တစ်ချိန်တစ်ချိန်တော့ကျွန်တော်တို့ပုံစံကွဲကြလိမ့်မယ်60နှစ်88ဗောနော်ဆိုတော့ကျွန်တော်တို့ဒီအဲဒီနေ့မှာ2021ဗောနော်အနသိမ်းမှုကတခုနဲ့တခုကတော့သူ့အခြေအနေပုံစံလေးတွေကွဲပြားလာတော့ကျွန်တော်တို့အဲတွေ့ရတယ်ဗောနော်ဒါမဲ့အဲဒီနေ့ခေတ်မှာကျွန်တော်အနသိမ်းလာတဲ့ပုံမှာကျွန်တော်တို့ဒီအဲလူတွေက အရန်ကျွန်တော်တို့ပွင့်လင်းမြင်တာတဲ့ခစ်တွေလည်းကျွန်တော်ပြောရရတယ်ပြီးတော့ခုနပြောလို့ပဲကျွန်တော်တို့အ globalization လာဒီကဘာကြီးက UI တွေရလို့ဖြစ်နေတဲ့အခြေအနေမျိုးမှာနေ့တူကကျွန်တော်တို့ဒီကနေဟိုအခြားသောဟိုဘာဖြစ်အမေရိကန်တို့ပဲဖြစ်ခြားပဲကျွန်တော်တို့ဆက်တယ်ဆက်ဆံနေရတဲ့ခုနပြောလို့ပဲ social media အရန်ကျွန်တော်တို့ဒီအနေနဲ့ခစ်မှာပေါ့နော်ကျွန်တော်တို့ဒါကလည်းခုနပြောလို့တော်လိုင်းရွေးတဲ့အာသာချက်တစ်ခု ဖြစ်တယ်လို့တော့အဲကျွန်တော်မြင်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒါတစ်ခုပါဆိုတော့နောက်တစ်ခုကတော့ဗာလဲဆိုတော့ဖြစ်ပေါ်တိုးတက်နေတဲ့အခြေအနေပေါ်မှာဒီတော်လေးပေါ်မှာလူကင်လူငယ်ကင်လူငယ်မှဖို့ဗောနော်အဲလူငယ်အားလုံးရဲ့အခန့်ကဏ္ဍတွေအရင်ရေးကြည့်တယ်ဗောနော်ဆိုတော့ကျွန်တော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကင်းအတော်လန်ရေးအရွက်တစ်ခုကိုကျွန်တော်သွားဖို့အတွက်ကတော့တိချရတယ်။အကင်းလူငယ်တွေအများကြီးကျွန်တော်တို့သူတို့အားတွေအများကြီးလိုအပ်တယ်။အဘာကြောင့်အဒီလိုပြောလဲဆိုတော့ အဲကျွန်တော်ဒီအမေခင်ခင်ယူစီယုံရဲ့ကျွန်တော်တို့ဒီတော်လိုင်းရွေချက်က၄ချက်ရှိတယ်။အဲ၄ချက်ရှိတဲ့ပုံမှာ၂ချက်ဒီကရင်အမျိုးသားရေးအတွက်နောက်၂ချက်ဒီကျွန်တော်တို့ဒါပြည်သူပြည်ထောင်စုတစ်ခုလုံးအတွက်ကျွန်တော်ရေးအဆပါနော်အဲရေးထားတဲ့ကျွန်တော်တို့အဆပါနော်အနိုင်ငံရေးချက်ရှိတယ်။ဆိုတော့ကျွန်တော်ပြောလို့အဲဒီရွေချက်ပုံမှာအခြေခံမျိုးမှာပဲကရင်လူငယ်တွေဘာကြောက်ပါဝင်တင်လဲဆိုတော့ကရင်တော်လိုင်းရေးအောင်ရင်အခြားသောအဲလူမျိုးစုအလုံးရဲ့တော်လိုင်းရေးဒီလဲအဲမှုချအောင်ရမှာပဲပေါ့နော်ဆိုတော့ကရင် ကရင်ကရင်လူမျိုးရဲ့တော်လိုင်းရေးဆိုမှကရင်လူမျိုးတစ်ခုတည်းပဲကျွန်တော်ကွက်ပြီးမှပဲအာကရင်လူမျိုးတစ်ခုတည်းလွတ်မြောက်ဖို့အတွက်လုပ်တဲ့တော်လိုင်းရေးမဟုတ်ဘူးအခုနောက်ပြောလို့ပဲဒီနိုင်ငံမှာရှိတဲ့အဖြစ်နှိတ်ခံအာတိုင်းသားလူမျိုးစုအားလုံးတိုင်းကျွန်တော်တို့လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အလုပ်တဲ့အာတော်လိုင်းရေးဖြစ်တဲ့ကျွန်တော်ကရင်လူငယ်တွေဒီကရင်တော်လိုင်းမှာပါဝင်ခြင်းအဖြစ်အကရင်လူမျိုးလည်းလွတ်မြောက်သလိုအခြားသောကရင်လူမျိုးအခြားသောမနော်အခြားသောကရင်လူမျိုးဆိုတာတဲ့ကျွန်တော်အခြားသောတိုင်းသားလူမျိုးတွေလည်း အခုနပြောလို့ကင်မျိုးမျိုးနီးတူကျွန်တော်တို့ကတော့လွန်မြောက်သွားလိမ့်မယ်ပေါ့နော်ဒီလက်ရှိသွားနေတဲ့ကရင်နိုင်ငံရေးအခင်းချင်းပါပေါ့နော်ဒီကရင်လူငယ်တွေရဲ့အခမ်းအကဏ္ဍကိုတော့ဘယ်လိုမျိုးမြင်တွေ့ချင်လဲပေါ့နော်ဟန်ချက်ညီတဲ့ကျွန်တော်တို့အခုနအရွေ့တစ်ခုပေါ့နော်အဲဥပမာတစ်ခုပေးတယ်ကျွန်တော်ခြေတော့တစ်ဖက်နဲ့ကျွန်တော်တို့ခုံလို့တော့မရပါဘူးနော်ဟိုဥပမာဖြစ်ကျွန်တော်လူလူကြီးနဲ့လူငယ်ကိုကျွန်တော်တို့အဲ ဘယ်ချီညာချီလို့တော့ကျွန်တော်တော့ဥမာဥမာပြရတော့တိချရတယ်ဆိုတော့လူငယ်ကကိုယ့်အရွေးတစ်ခုကိုကျွန်တော်တော့ခုံခုံခြေတော့တစ်ဖက်နဲ့ခုံဆခုံဆလောက်တော့တိချကျွန်တော်လိုချင်တဲ့ခရီးတော့အရွေးတစ်ခုတော့ကျွန်တော်တို့မြင်မြန်ဆန်ရောက်မှာဖို့အဲကြောင့်မလို့ကျွန်တော်တို့အခြေကျွန်တော်တို့ရဲ့ခြေတော့ဒီနှစ်ဖက်လုံးရှိနေရမယ်ဘယ်ညာညီညီကျွန်တော်ဟန်ချက်ညီညီသွားမလားကျွန်တော်ပြေးမလား ဒါဟန်ချင်းကြီးဖြစ်တယ်တိကျတယ်ကျွန်တော်လူရခီးရောက်မယ်ထို့တူပဲကျွန်တော်ခုနပြောလို့လူငယ်ရဲ့အခန်းကဏ္ဍနဲ့လူကြီးရဲ့အခန်းကဏ္ဍပေါ့ဆိုတော့ကျွန်တော်တို့လူငယ်လို့ပြောရင်လူငယ်တည်တတ်မဲ့ကျွန်တော်လုံမလားကျွန်တော်တို့တိဆောက်မလားဆိုတော့ဟာဒါတော့ခုနပြောလို့ပဲတချို့တချို့ကတော့စဉ်းစားကောင်းငါတို့လူငယ်တွေပဲတိဆောက်ကြမှာဒါပေမဲ့ခုနပြောလို့လူငယ်မှာကစိတ်အားထက်သန်မှုနဲ့အခုနပြောလို့လူငယ်တွေစိတ်အားထက်သန်မှု အပြည့်စင်စားအခုနောက်ပြောလို့ create ပေါ့နော်အခုနောက်ဒီအလုံးနိုင်တဲ့ဟာတွေအများကြီးရှိတယ်ပြီးတော့ဒီဒီနေ့ခေတ်လူငယ်တော်တော်များပညာတတ်တွေရှိကြတယ်ဒါမဲ့ကျွန်တော်တို့လူကြီးမှလည်းသူတို့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်ကျွန်တော်တို့အဖက်တန်းတဲ့အတွေ့အကြုံနဲ့ကျွန်တော်တို့တင်ယူခဲ့တဲ့ပညာတွေလည်းလေ့လာခဲ့တာအများကြီးရှိတယ်ဆိုတော့ဒီပေါ်မှာဒီနှစ်ခုပေါင်းဆိုင်ပေါင်းဆိုင်ရင်တော့ကြေချာတယ်ကျွန်တော်တို့မြန်မာဆိုင်ရာရွေးတစ်ခုကျွန်တော်ရောက်ရောက်မှာပဲအကြောင်းလို့ဒီနေ့မြန်မာခေတ်မှာလူငယ်ရဲ့အခမ်းကဏ္ဍတည်းအရင်ရေးကြည့်လို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်တော်လန်ရေးကိုဒီချက်မောင်းနေတဲ့အတွေ့အကြုံရှိတဲ့ တော်လိုင်းရေးလူကြီးကောင်းဆောင်တွေရဲ့အစားလေးလည်းအရန်ရေးကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဟန်ချက်ညီညီနဲ့ကျွန်တော်တို့အတီ၆နိုင်မယ်အဖော်ဆောင်နိုင်မယ်ဆိုရင်တော့တီချရဲမြန်မြန်ဆက်ဆံလေးကျွန်တော်တို့ရောက်ရောက်မှာပေါ့နော်ဆိုတော့လူငယ်တွေတော့ခုနကပြောလို့ပဲအလူငယ်ပဲကိုဟောက်ကိုသွားမယ်လို့တော့ကျွန်တော်တို့ဒါဒီလိုတော့စဉ်းစားလို့ရမယ်ကျွန်တော်တို့ကိုကျွန်တော်တို့အခန့်ကဏ္ဍကျွန်တော်အရေးကြီးတယ်လို့တော့အရေးကြီးရတော့ကျွန်တော်တို့သိရမယ်ဒါပေမဲ့ခုနကပြောလို့အလူငယ်ကြီးပဲတီဆောက်လို့တော့မရပါဘူးနော်လူကြီးနဲ့လူငယ်နဲ့ဟန်ချက်ညီညီတီဆောက်မယ်ဆိုရင်တော့တေချာတယ်အာ အခုနပြောလို့လိုချင်တဲ့အရွေးတစ်ခုလိုချင်တဲ့ပန်းတဲ့တစ်ခုကျွန်မမြန်ဆက်ဆံနဲ့ရောက်မှာပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့အရင် ကာလတွေနဲ့မတူညီပဲပေါ့နော်ဒီမျိုးဥတော်လန်ရေးကာလမှာဒီဗမာပြည်ရဲ့လူငယ်အများစုอ่ะပေါ့နော်ဒီတော်လန်ရေးတွေလောက်လာကြတယ်ပေါ့နော်အဲ့ဒီဘာမှဟိကိုကရင်လူငယ်တွေအနေနဲ့ရောဒီကရင်တော်လန်ရေးမှာဘလောက်ထိပါဝင်လာကြတယ်ပြီးတော့ဘယ်လိုမျိုးတိုက်တွန်းဖိတ်ခေါ်ဆက်နှစ်ခေတ်အာ ီနေ့ခေတ်ပေါ့နော်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့လူလူငယ်တွေဟာအခုနပြောလို့ပဲဆက်နာရှင်ကိုဖြူချမယ်ဆိုတော့စိတ်တစ်ခုနဲ့သူတို့ကတော့ဒီတော်တဲ့လာတော်တဲ့မှာအခုနတော်လိုင်းရင်းနေမြေတွေမှာလာတယ်ပြီးရင်စစ်စစ်ပညာတွေတင်ကြတဲ့တက်လာတဲ့ပုံမှာသူတို့ဒီဖြစ်ဖြစ်ဒီအာ သူတို့တိလာကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောလို့ကရင်လူငယ်တွေမှာဒီပါဝင်မှုကတော့ကျွန်တော်ပြောလို့ဒီကရင်တော်လိုင်းရေးထဲမှာလည်းပါဝင်ဒါလည်းအများရှိလို့အခြားတော့ကျွန်တော် BDF တို့အခြားတော့ဒီအစုအဖွဲ့နဲ့ပါဝင်တာလည်းအများရှိတယ်ဆိုတော့ကျွန်တော်တို့ကရင်လူမျိုးတွေပါဝင်မှုဒီအအရင်ထက်ဆိုင်တော့တိကျတာအများကြီး percentage အများကြီးတိုးလာတော့ကျွန်တော်တို့ဒါကဟို ုံးသက်ပြီးကျွန်တော်တုံးတုံးသက်ပြောလို့ရတယ်ဗောနော်ကျွန်တော်မြင်နေရတဲ့အခြေအနေမျိုးမှာတော့တေချာတယ်အများကြီးပါပါဝင်လာတယ်ဗောနော်ဆိုတော့ဒါဒေဒီလဲအာကင်းတော်လိုင်းရေးတွေ့ကောတော်လိုင်းရေးတစုံလုံးတွေ့ကောတော့ကျွန်တော်တို့အရွေးတစ်ခုရဲ့အားတစ်ခုလိုပဲကျွန်တော်မြင်တယ်ဗောနော်ကျွန်တော်လူငယ်တွေတိုက်ရုံးရှင်တော့ကျွန်တော်ဒီလူငယ်တွေကအမှန်တရားမျက်နှာတွေကျွန်တော်လွတ်လွတ်လပ်မှုကျွန်တော်တို့ခုံမြင်တယ်ကျွန်တော်တို့ကတော့ဟိုခုနပြောလို့ပဲကျွန်တော်စဉ်းစားတွေးခေါ်မှုနဲ့ကျွန်တော်တို့ကတော့လွတ်လပ်ပြန်တန်းချင်ကြတယ်လှုပ်ဆောင်ချင်ကြတယ်ကျွန်တော်တို့အာခင်နေမီ အဲကျွန်တော်တို့နေထိုင်ကြရတယ်ဒီအပေါ်မှာတော့ဒီဘောနော်အနာသိန်းအခုနပြောလို့လက်ရှိဟောဥစားဥဆောင်နေတဲ့အကြံဖဲစစ်တပ်ကြီးကတော့ပြူကြမှာရမှာနော်အဲအကြောင့်မလို့လူငယ်တွေဒီကျွန်တော်တို့ဒီတော်လိုင်းရင်မှာစိတ်ဝင်စိတ်ဝင်စားဖို့လိုတယ်အလေးလာဖို့လိုတီးဖို့လိုတယ်ပါဝင်လာပြီးတော့အများကြီးပါဝင်လာတယ်ဒီထက်အများကြီးပါဝင်လာလာဖို့အတွက်လည်းကျွန်တော်တို့တော့တိုက်တွန်းပြီးတော့ဖိတ်ခေါ်ရှင်နေမှာနော်ဒီမျိုးဥတော်လိုင်းရင်မှာပါဝင်လာတယ်ပေါ့နော်ဒီဗမာလူငယ်တွေပေါ့နော်ဗမာလူ ပါဝင်ပါတော့တခြားသောလူမျိုးစုပေါ့နော်တခြားသောလူမျိုးစုတိုင်းရင်းသားလူငယ်တွေရောဘယ်လိုမျိုးထိတ်ဆက်လှုပ်ဆောင်နေတာမျိုးရှိလဲပေါ့ကျွန်တော်တို့ဒီတော်လိုင်းရေးအတွက်အထောက်ပံ့ဖြစ်ဖြစ်နိုင်တဲ့လှုပ်ဆောင်ချက်မျိုးတော့ကျွန်တော်တို့ချားသောလူငယ်တွေနဲ့ကျွန်တော်တို့ဒီချိတ်ဆက်လှုပ်ချိတ်ဆက်ပြီးမှကျွန်တော်တို့လှုပ်ဆောင်နေတဲ့အခမ်းအနားတွေတော့အများကြီးရှိပါတယ်ဗောနော်ကျွန်တော်ဒီနေ့ခေတ်ကျွန်တော်တို့ဒီနိုင်ငံအခြေအနေကိုဒီအခြေအနေကိုဒီခင်းချင်းကိုကြည့်ရမယ်ဆိုရင်တော့တေချာတခုအရခေတ်ဆက်ဆက်ကျွန်တော်တို့ မမြင်ဟိုမြင်တွေ့လာရပါတော့ဆိုဗမာအမျိုးသားလူမျိုးတက်မတော့စသည်ဖြစ်ကျွန်တော်တို့ဒီအဲဒါတွေကျွန်တော်တွေ့တွေ့မြင်ရတာပေါ့နော်ဒါတွေဒီအဲကျွန်တော်တို့ဒီပြောနေတဲ့ federal အရွတ်တဲ့ကျွန်တော်တို့အ federal အရွတ်တဲ့တစ်ခုတည်းအတူအာတစ်တစ်ခုလိုပဲကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အ federal အရွတ်တစ်ခုအာတစ်တစ်ခုလိုပဲကျွန်တော်မြင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ federal democracy ပြည်တော်စုကိုတိဆောက်တဲ့ချိန်မှာကျွန်တော်တို့ဒီအကချင်ကရား အမွန်အရှမ်းပို့မှမဟုတ်ပါတော့ခြားတော့ကျွန်တော်ဒီနိုင်ငံမှာမီတင်းနေထိုင်တဲ့ဒီအလူကြီးအများဆုံးဘက်မာတွေဒီလဲတိုင်းသားတစ်ခုပဲပေါ့နော်သူတို့သူတို့ဒီလဲပြည်နယ်တစ်ခုရှိတဲ့နေအပေါ်မှာတော့ကျွန်တော်တို့ဒီဒီနေ့ခင်မှာလူငယ်တွေလဲအဘက်မာလူငယ်တွေနေလဲကျွန်တော်ဒီတော်လိုင်းရေးမှာပါဝင်လာတဲ့ဂျင်းအဒီတော်လိုင်းရေးအရေးတစ်ခုတဲ့ပေါ့နော်အတော်လိုင်းရေးအရေးတစ်ခုအတွက်အရန်အရန်ကောင်းတဲ့တော်လိုင်းရေးအရေးတစ်ခုကိုတွားဖို့အတွက်ကျွန်တော်တို့ကတော့အာ ခြေလမ်းလိုကကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့အခြေဆက်လှုပ်ဆောင်မှုပိုင်းတော့အရှိတယ်အခုနပြောလို့ပဲဒီထက်ပုံမကောင်းမအောင်လှုပ်ဖို့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒီပုံမှာတော့ဒါကအလုပ်ငန်းရှင်လုပ်ငန်းရှင်တစ်ခုဖြစ်တယ်ပေါ့နော်အစောအနေနဲ့တော့ဒီ36နှစ်မြောက်ပေါ့နော်ဒီခေတ်မှဟိုဖက်စီချင်းနေမှာပေါ့နော်ဒီကရင်လူငယ်တွေပေါ့အဓိကတိုက်တွန်းစကားဟာပြောချင်တယ်။ဘာတိုက်တွန်းချင်လဲဆိုတော့ကျွန်တော်တို့ဒီ အဲမျက်စိဖွင့်နားဆင်ပြီးပေါ့နော်ကျွန်တော်တို့ဒီအမှန်တရားကို ကျွန်တော်တို့ဒီဝေဖန်တုံးတက်နိုင်တဲ့အလူငယ်တွေဖြစ်စီချင်တယ်ပေါ့နော်ဒါကနူရချက်ပေါ့နော်လူဒီနေ့ခင်မှာကျွန်တော်တို့ဒီပုံစံမျိုးဆိုရှယ်မီဒီယာနဲ့ကျွန်တော်တို့အများကြီးကျွန်တော်တို့ဒီပြောတဲ့ဟာတွေရှိတယ်ကောင်းတာတွေရောမကောင်းတာတွေရောပုံစံမျိုးစုံနဲ့ရှိတယ်ပေါ့နော် ဒါဒီဒီကျွန်တော်တို့ရဲ့အဲရဲ့အတိညာထဲမှာအဲဒေတန်ဝေဝေဖန်သုံးသက်စဉ်းစားပြီးမှပဲဒါကဖြစ်တင်လာမဖြစ်တင်လာဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့အဟိုစဉ်းစားတွေးခေါ်ပြီးမှပဲကျွန်တော်တို့ကအလောက်ရမှာပေါ့နော်နောက်တစ်ခုကဒီကင်းဒေါ်လာရဲ့အရွေးတစ်ခုအဖြစ်ဖို့အတွက်တော့တိကျတယ်ကင်းလူငယ်သူရဲ့အားဒီအများကြီးလိုအပ်တယ်ကင်းဒေါ်လာရဲ့အောင်ဖို့အတွက် ကျွန်တော်ကင်လူငယ်တိုင်းမှာတာဝန်ရှိတယ်ကင်လူမျိုးတိုင်းမှာတာဝန်ရှိတယ်ဗောနော်ဆိုတော့အထူးဖြစ်လူငယ်တွေကတော့အားနဲ့အိမ်နဲ့ခွန်အားနဲ့ကျွန်တော်တို့ရှိတဲ့ပုံမှာကျွန်တော်တို့ဒီအာဘယ်နေရာပဲရရောက်ဗောနော်ကျွန်တော်ဒီအာကျွန်တော်တို့နိုင်တဲ့ဖက်မှာအာပာဝင်ပေးဖို့ပြီးတော့ကျွန်တော်တို့ပူပေါင်းပာဝင်ဖို့အတွက်ကျွန်တော်အနေနဲ့ကတော့အာဒီ36နှစ်ဖြစ်အာ K1 ဒီမှာကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်